တရုတ်နိုင်ငံဟာဒီလိုမဆောက်တဲ့တောင်ကြီးတွေအများကြီးရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါရည်။ပြည်စဉ်လူထောင်ပေါင်းများစွာဟာဒီလိုမဆောက်တဲ့တောင်ကြီးပေါ်ကိုစူးစမ်းပန်းစားတက်ကြလေရှိပါရည်။ပေါင်းသိမိတ်ဆွေများနဲ့အတူဒီလိုရှေ့ပန်းစားပြီးမဆောက်တဲ့တောင်ကြီးပေါ်ကိုခက်ခက်ခဲတက်ကြပြီးတော့စူဝေးတက်ကြပါရည်။အခုတော့ဒီလိုတောင်ကြီးတွေပေါ်မှာအလုတ်ကင်တစ်ခုတိုးပြီးလာနေပါပြီ။ဒါကတော့စီဒင်ကလထိုင်များပုံစံထန်းစင်တွေနဲ့တင်ပြီးတော့ပို့ဆောင်ပေးကြတဲ့အလုတ်ဖြစ်ပါရည်။ လိုက်ပါခြင်းတဲ့သူကအသိပါရှိတဲ့ခုံပေါ်မှာထိုင်းနေုံဖြစ်ပြီးတစ်ဖက်တစ်ချက်စီကလူနှစ်ယောက်ကထမ်းပြီးတော့ခေါ်ဆောင်သွားမှဖြစ်ပါရီဒီလိုသင်ဆောင်ခအတွက်ကတော့အသွားပြန်တစ်ခေါက်ကိုဒေါ်လာ100ကျသင့်မှဖြစ်ပါရီဘလို့ပဲတောင်တက်ချင်လို့လာရပဲပြောပါစေတိတ်ရတဲ့တောင်ကြီးတွေဟာမက်ဆာလွန်းတာမလို့တကယ့်ကိုပင်ပန်းစေနိုင်ပါရီဒါကြောင့်ပင်ပန်းလိုပဲဖြစ်စေအမြင့်ကိုကြောက်လို့ပဲဖြစ်စေလမ်းတဝက်မှာပဲဖြစ်ဖြစ်ဒါမျိုးထမ်းစင်တွေကိုငှားပြီးတော့ဆက်တက်လေးရှိကြပါရီဒီလိုထမ်းစင်တွေရှိတာလက်ရှိမှာတောင်တက်ချင်သူတွေအတွက်အတွေ့အကြုံတင်တယ်လေ လိုက်ပါစီသူတွေလည်းရှိပါရင်တင်ရောဒီလိုထန်းစင်တွေစီးဖို့အတွက်စိတ်ဝင်စားပါသလားရှင်။ကွန်မန့်လေးထဲမှာဖြည့်ခဲ့ပေးပါဦးရှင်။